္ဂလာပါရှင်။တောင် TV ရဲ့ပတ်စံသတင်းစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။တပတ်အတွင်းထူးခြားတဲ့ဖြစ်စဉ်တွေကိုကျမပပိုကစူးစင်းတင်ဆက်ပေးသွားမှာပါ။စူးစီးရရှိထားတဲ့သတင်းတွေကတော့စစ်ကောင်စီတပ်ရဲ့၃ဘတ်အတွင်းဘုံကျဲတပ်ခိုင်းမှုကြောင့်အယက်သား၁၀ဦးတေဆုံးပြီး၁၈ဦးထိခိုက်ဒဏ်ရာရတဲ့သတင်း။တောင်ပြည်ရဲ့လူဦးရေစည်းရင်းနဲ့လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းအတွက်အပတ်စဉ်တဲ့တည်တန်းစင်ပွဲပြုလုပ်ခဲ့တဲ့တည်င်း ဖျက်ဆရာ Tianery မော်တော်ယာဉ်ကြီးကြပ်ရေးဌာနကနေမော်တော်ယာဉ်နဲ့ယာဉ်မောင်းတွေကိုလိုင်စင်ပြုလုပ်ပေးသွားမယ့်တည်င်းနဲ့တောင်ပြည်ထဲကတပတ်အတွင်းထူးခြားတဲ့တည်င်းတွေကြားရမှာပါပထမဆုံးအနေနဲ့တောင်ပြည်ရဲ့လူဦးရေစရင်းနဲ့လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းတွေပတ်စင်တဲ့ဒေသစင်ပွဲပြုလုပ်တဲ့တည်င်းကိုကြားရမှာပါဒီတည်င်းကို my am ကကပြောပြပေးသွားမှာပါဒီနေ့လူဝင်သားတွေအပေါင်းကျွန်တော်တို့လူတွေအားလုံးရှေ့ဆက်ပြီးတော့ကျွန်တော်တို့ရဲ့ပြည်မှတ်ကို တ ང་ ပြည်လူဝမှုကြီးကြပ်ရေးဌာနတ ང་ land immigration department ကနေတ ང་ ပြည်ရဲ့လူဦးရေစင်းနဲ့လူဝမှုကြီးကြပ်ရေးလုပ်ငန်းတွေအတွက်အပတ်စဉ်တည်နှံစင်ပွဲပြုလုပ်ခဲ့ပါတယ်။တည်နှံစင်ပွဲခဏကိုမနေ့မေလ16ရက်နေ့ကနမရူမြို့နယ်အတွင်းတနေရာမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးတော့ PSLFTNA ဘိုအုပ်ချုပ်ရေးဌာနကဌာနမှူးဖြစ်တဲ့ဘိုမှူးချုပ်တာကူဂျာဒုဌာနမှူးဖြစ်တဲ့ဒုတိယဘိုမှူးကြီးတာအိုက်ကျော် လူဝုံကျကျရေးဌာနကထဏမှုဖြစ်တဲ့ဘိုမှုတာရူချင်းနဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေရမိရဖတွေတက်ရောက်ခဲ့ကြပါတယ်။တောင်ပြည်လူဝုံကျကျရေးဌာနကဖွင့်လှစ်တဲ့လူရည်စင်းနဲ့လူဝုံကျကျရေးလုပ်ငန်းတင်နှံမှာတနန်းသားတနန်းသူ50တူတက်ရောက်ခဲ့ပြီးတော့တနန်းကာလဟာ15ရက်တာကာလတူတင်နှံဖြစ်ပါတယ်။တင်နှံမှာမြို့နယ်ကြေးရွာလိုက်လူရည်စင်းစစ်စစ်ပြီးအိမ်ဆောင်စုစင်းထုတ်ပေးခြင်း ပြည်내သားမှတ်ပုံစစ်စစ်ထုတ်ပေးခြင်းနိုင်ငံသားစစ်စစ်တမတ်ခြင်းနဲ့ရုံပိုင်းဆိုင်ရာလုပ်ငန်းတွေပြင်အခြေခံတောင်းယုံသုံးစာတွေပါတင် जा ပေးခဲ့ပါတယ်။တောင်းပြည်လူဝမှုကြီးကြပ်ရေးဌာနဟာ PSLFTNA ရဲ့ထွေထွေအုပ်ချုပ်ရေးဌာနကနေ2016ခုနှစ်ကတည်းကစတင်တည်တည်ဖော်စီခဲ့တာဖြစ်ပါတယ်။လရှိတောင်ပြည်ရဲ့မြို့နယ်၁၂မြို့နယ်အတွင်းလူဝမှုကြီးကြပ်ရေးလုပ်ငန်းတွေအရှိန်ဟုန်မြင့်လှုပ်ဆောင်နိုင်ဖို့အတွက်တောင်ပြည်လူဝမှုကြီးကြပ်ရေးဌာနကိုဝန်ထမ်းအားထပ်မံဖြည့်တင်ပြီးလူဝမှုကြီးကြပ်ရေးလုပ်ငန်းတွေတိုးချဲ့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ ကိုခိုင်မမူရစေဝါနဲ့အတူအမျိုးသားနှုတ်ဦးကိုတောင်ပီရဲ့တပ်ဖွဲ့ကဖမ်းဆီးအရေးယူတဲ့တည်င်းဖြစ်ပါတယ်။ဒီတည်င်းပြစ်ဆောင်ကို လွေပုစမန်းကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တောင်ပီကိုခိုင်မျိုးမှာမြို့နယ်ရဲတပ်ဖွဲ့တွေကပြီးခဲ့တဲ့မေလ14ရက်နေ့မှာမူရစေဝါတင်ဆောင်လာတဲ့အမျိုးသားနှုတ်ဦးကို မူရစေဝါတွေနဲ့အတူဖန်စီယာမိခဲပါရယ်ဖန်စီယာမိတဲ့ဖြစ်စဉ်ကတော့ကုခိုင်ကောင်းခါတွားတဲ့လမ်းမကြီးမှာကုခိုင်မြို့နယ်ရဲတပ်ဖွဲ့ကမူရစေဝါရောင်းဝယ်တုံဆွဲတူတွေကိုရှာဖွေစစ်ဆေးရေးပြုလုပ်တဲ့အချိန်မှာဖန်စီယာမိတာဖြစ်ပါရယ်မူရစေဝါတွေနဲ့အတူဖန်စီယာမိတဲ့အမျိုးသားအမှုဟာအသက်42နှစ်အရွယ်ဦးခေါ်စင်ဆိုသူနဲ့အသက်29ခုနှစ်အရွယ်ဦးလမောင်ဆိုသူတို့ဖြစ်ကြပြီးတော့၎င်းတို့နှစ်ဦးဟာ X-ray ရင်အမျိုးအစားပေါ်မှာ ဘင်းဖြူစပ်ပြခွက်168ခွက်တင်ဆောင်လာတာဖြစ်ပြီးကုခံမျိုးနယ်ရဲတပ်ဖွဲ့တွေကရှာဖွေဖမ်းဆီးရမိတာဖြစ်ပါတယ်ကုခံမျိုးနယ်ရဲတပ်ဖွဲ့တွေရဲ့စစ်စေးမေးမြန်းချက်အရဥခော်စင်နဲ့ဦးလမောင်တို့ဟာမူဆယ်မြို့ကိုဥတီတွားมาဖြစ်တယ်လို့ထွက်ဆိုထားပါတယ်တောင်ပြည်ရဲတပ်ဖွဲ့အနေနဲ့ပြီးခဲ့တဲ့မေလ10ရက်နေ့ကလည်းမိုးကုံမြို့မှာမူရစေဝါ3ဆွဲတူကိုဦးဖမ်းဆီးရမိခဲ့ပြီးတော့ဖမ်းဆီးရမိတဲ့တူတွေကိုတောင်ပြည်ရဲတပ်ဖွဲ့က မြို့စေဝါတိုက်ဖြက်ရေးဥပဒေနဲ့အတူအရေးယူသွားမှာဖြစ်ပါရဲ့ရှင်။ကျမလေဘောစမင်ပါ။မန်တုံမြို့အတွင်းမှာတသန်းလုံးနဲ့ဆေးဝါးနဲ့စားတော့ကုန်ပစ္စည်းတွေရောင်းချတာရှိမရှိလိုင်လန်းစစ်ဆေးတဲ့တည်င်းဆက်ရအောင်ပါဒီတည်င်းပြည့်စုံကိုလွေးပူလဘာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တသန်းလုံးစားတော့ကုန်တွေကိုတအောင်ပြည့်ရဲ့တဖွဲ့နဲ့ရက်ွက်အုပ်ချုပ်ရေးဌာနဆိုင်ရာတွေပူပေါင်းပြီးပထမအကြိမ်လက်လန်းစစ်ဆေးရာရောင်းချသူတွေကိုအသိပေးလုပ်ငန်းဆောင်ရွက်နေပါတယ် တောင်းပြီးနှံ့ခေါင်းခိုင်မဲဝီမြို့မှာတက်တန်းကုန်နဲ့စားတောက်ကုန်တွေကိုမေလ၁၂ရက်နေ့ကစစ်ဆေးခဲ့ပါတယ်။ပထမအကြိမ်တက်တန်းလွန်စားတောက်ကုန်တွေကိုမယောင်းချဖို့အတိပေးတဲ့အနေနဲ့တွဲရှိထားတဲ့ပစ္စည်းတွေကိုတင်စီပြီးထပ်မံမယောင်းချဖို့တတိပေးမှုတွေပြုလုပ်ခဲ့ပါတယ်။မလ27ရက်နေ့တော့လေတအောင်းပြည်နမ်ဆန်ခရိုင်နမ်တူမြို့မှာတက်တန်းလွန်စေဝါများနဲ့စားတောက်ကုန်များကို ဌာနဆိုင်ရာနဲ့တောင်ပြည်နမ်တူမြို့နယ်ရက်တဖွဲ့တို့ပူးပေါင်းစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။တောင်ပြည်ထက်ကမြို့နယ်တိုင်းမှာတက်တန်းလွတ်အစားအသောက်ရောင်းချမှုတွေရှိနေပါတယ်။မန်တုံနမ်ဆန်နမ်တူစတဲ့မြို့နယ်ထဲရှိတိုက်နယ်နဲ့ကျေးရွာတွေတာတွေမှာ အများဆုံးတွေ့ရှိရပါတယ်။တက်တန်းလွတ်စားတောက်ကုန်တွေကိုစားသုံးခြင်းအဖြစ်လူခနာကူအတွက်ဘေးအန္တရာယ်ဖြစ်စေပြီးအထူးသဖြင့်ကလေးငယ်များအတွက်အသက်အန္တရာယ်ဖြစ်စေပါတယ် စားတော့ကိုရှာပါမှုပြဿနာကြောင့်တရုတ်ပြည်ထောအဆက်နဲ့ပတ်သက်တဲ့စားတော့ကုံနဲ့ပြည်တွင်းထုတ်တတန်းကုံမုံဘဲတရေစာများကိုရောင်းချတာတွေရှိနေပါတယ်။မိဘပြည်သူများအနေနဲ့စားတော့ကုံများဝယ်ယူမယ်ဆိုပါကထုတ်ကုံရဲ့တတန်းကိုစစ်ဆေးပြီးမှဝယ်ယူစားသုံးဖို့ကိုလည်းတက်တွန်းအပ်ပါတယ်။ကျမလွေပူလိုပါပါရှင်။ အပြစ်ရက်ကြောင့်ကြေညာထားတဲ့စစ်ကောင်စီတပ်ကတောင်ပီထဲကိုမေလ၁ရက်နေ့ကနေမနေ့မေလ၂၂ရက်နေ့အထိတုံးပတ်အတွင်းလေကြောင်းလက်နက်ကြီးဒရုန်းနဲ့ဘုံကျက်တက်ခိုက်တာတွေနှစ်စဉ်ရက်ဆက်ပြုလုပ်နေပါတယ်။ဒီတဲ့င်းပြေဆောင်ကိုလွေးပိုလက်ပါကပဲတင်ဆက်ပေးသွားမှာပါ။ ြည့်ရဲ့ကြောင်းကျင်ရထားတဲ့စစ်ကောင်စစ်တပ်ကတောင်ပြည်ထဲကို မေလ၁ရက်နေ့ကနေ22ရက်နေ့အထိရတတပတ်၃ပတ်အတွင်းလေကြောင်းလက်နက်ကြီးနဲ့ဒရုန်းပစ်ခတ်တာတွေနေစဉ်ရက်ဆက်ပြုလုပ်နေပါတယ်။နောက်ဆုံးဆက်သွယ်ရရှိထားတဲ့အချက်လက်တွေအရစစ်ကောင်စစ်တပ်ကတောင်ပြည်ထဲကိုလေကြောင်းပုံကျဲတိုက်ခတ်မှု19ကြိမ်လက်နက်ကြီးပစ်ခတ်မှု102ကြိမ်ဒရုန်းနဲ့ပုံတီ28လုံးကျဲချခဲ့တယ်လို့အစက်ငွေဘုံအလုံး30အထိအုံပြုတိုက်ခတ်ခဲ့ပါတယ်။ စစ်ကောင်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်တာတွေကြောင့်အရက်သား10ဦးသေဆုံးပြီး18ဦးထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒါ့အပြင်လေကြောင်းလက်နက်ကြီးနဲ့ဂျုံတိုက်ခိုက်မှုတွေထဲမှာအရက်သားလူထုနဲ့လက်ဆက်ကုန်းအိမ်ထပ်မံထိခိုက်ပျက်စီးသွားသလိုဒါသနိကအဆောက်အုံတချို့လည်းထိခိုက်ပျက်စီးသွားခဲ့ပါတယ်။စစ်ကောင်စစ်တပ်ဟာနောင်ချိုမြို့နယ်မှာလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တာတွေအများဆုံးပြုလုပ်တာဖြစ်ပြီးအစက်ငွေဘုံနဲ့အများဆုံးကျဲချတိုက်ခဲ့တဲ့မြို့နယ်ဖြစ်ပါတယ်။ ြစ်ခဲ့တဲ့မေလ17ရက်နေ့ကနောင်ချုံမြို့နယ်ထဲမှာရဲစံကုမ္ပဏီပိုင်းနဲ့တတုတ်သွင်းကိုလေကြောင်းကနေပုံကျဲလို့ရဲစံတတုတ်သွင်းကုမ္ပဏီကမြန်မာငွေ7300ပေါင်1000ဝန်းကျင်အထိဆုံးရှုံးသွားခဲ့ပါတယ်စစ်ကောင်စီတပ်အနေနဲ့တအောင်ပြည်ထက်ကတခြားမြို့နယ်တွေအပြင်တအောင်ပြည်နဲ့ဆက်ဆက်တဲ့မန္တလေးတိုင်းတပိတ်ချင်းကိုလည်းလေကြောင်းတိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေပါတယ်။စစ်ကောင်စီတပ်ဟာမေလ6ရက်နေ့ကနေလကုံ32ရက်နေ့အထိအပြည့်ရဲ့ကြောင်းကျင်ညာထားခဲ့ပေမဲ့တအောင်ပြည်နဲ့မြန်မာပြည်အနှံ့ကိုလေကြောင်းတိုက်ခိုက်တာတွေ စက်တိုက်ပြုလုပ်နေပါတယ်ကျွန်မအလွေပူလိုပါပါရှင်မိမိတို့ PSR Tenere မော်တော်ယာဉ်ကြီးကြက်ရေးဌာနကနေမော်တော်ယာဉ်နဲ့ယာဉ်မောင်းတွေကိုမှတ်ပုံတင်လိုင်စင်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီတဲ့င်းပြေဆောင်ကိုလွေပူစမန်းကပြောပြပေးသွားမှာပါ။25ရက်နေ့ကျွန်တော်ဟိုဒီတေဝင်စတာနော်။ဒါပေမဲ့အခုလုံးလုံးမရတေဝင်လာဆိုတော့လုံးလို့ရတယ်။ဟိုမိမိတို့ PSR Tenere ရဲ့မော်တော်ယာဉ်မှတ်ပုံတင်ကြီးကြက်ရေးဌာနကနေတောင်းပြည့်အတွင်းကမော်တော်ယာဉ်နဲ့ယာဉ်မောင်းတွေကို လာမယ့်မေလ25ရက်နေ့မှာမှတ်ပုံတင်လိုင်စင်တွေစပြီးပြုလုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီလိုမှတ်ပုံတင်လိုင်စင်တွေပြုလုပ်ပေးရမှာတောင်ပြည်တဲ့ကတမ်ခမ်းနဲ့နမ်ဆန်မြို့နယ်တို့ကိုဥစွာပြုလုပ်ပေးသွားမှာဖြစ်ပြီးတော့ရေမောင်းလိုင်စင်နဲ့အိမ်သုံးရင်လုပ်ငန်းသုံးရင်နဲ့ခီးတဲတင်ရင်တွေအပါအဝင် ကုန်တင်ရင်တွေပါမှတ်ပုံတင်လိုင်စင်တွေပြုလုပ်ပေးသွားမှာဖြစ်ပါတယ်မော်တော်ယာဉ်နဲ့ရေမောင်းမှတ်ပုံတင်လိုင်စင်ပြုလုပ်ဖို့အတွက်လိုအပ်တဲ့စာရွက်စာတမ်းနဲ့ရင်အမျိုးအစားအလိုက် ပေးတွင်ရမယ့်အခွန်ဝန်ဆောင်ခြင်းကို2သိန်းကျပ်ကနေ5သိန်းကျပ်အထိ အစစ်စစ်တမတ်ထားတာဖြစ်ပြီးတော့ပတ်ပုံတင်လိုင်းစဉ်လုပ်ငန်းကိုစီမံချက်ကာလအတိုင်းပြုလုပ်ပေးသွားမှာဖြစ်ပါတယ် PSF တရနယ်ရဲ့မော်တော်ယာဉ်မှတ်ပုံတင်ကြီးကျက်ရေးဌာနကနေတောင်းတီတဲ့ကနမ်ခမ်နဲ့နမ်ဆန်မြို့နယ်တို့အပြင်တခြားမြို့နယ်တွေကိုပါဆက်လက်လှုပ်ဆောင်ပေးသွားမှာဖြစ်ပြီးတော့6လတာစီမံချက်အဖြစ်လာမယ့်မေလ25ရက်နေ့ကနေ 2025နှစ်ကုန်ဒီဇင်ဘာလ31ရက်နေ့အထိပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။မော်တော်ယာဉ်နဲ့ရေမမပုံတင်လိုင်စင်ပြုလုပ်ပေးတာဟာမော်တော်ယာဉ်နဲ့ပတ်သက်တဲ့ပိုင်ဆိုင်မှုရောင်းဝယ်မှုပျောက်ဆုံးမှုအစရှိတဲ့ပြဿနာတွေကိုညှော့နှဲစေဖို့အတွက်ရည်ရွယ်တာဖြစ်ပြီးတော့မော်တော်ယာဉ်တွေစနစ်တကျအသုံးပြုနိုင်ဖို့အတွက်ရေမမော်တော်ယာဉ်မှတ်ပုံတင်လိုင်စင်တွေပြုလုပ်ကြဖို့လိုပါတယ်။ PSOF ထံရရဲ့မော်တော်ယာဉ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနကပြုလုပ်တဲ့မော်တော်ယာဉ်နဲ့ရေမမှတ်ပုံတင်လိုင်စင်ဟာ ်တက်တန်းနှစ်နှစ်ကြာမြင့်မှာဖြစ်ပြီးတော့တက်မှတ်ထားတဲ့အစီအမချက်ကာလအလိုမှာရင်နဲ့ရင်မောင်းမှတ်ပုံတင်လိုင်းစင်မပြုတ်လို့ရသေးတဲ့ရင်မောင်းနဲ့ရင်တွေကိုစစ်ဆေးပြီးဥပဒေအတိုင်းအေးအေးယူဆောင်ရွက်တာမျိုးပြုလုပ်မှာဖြစ်ပါတယ်။ကျမလေးဘော့စမင်းမှာရှင်။ဒီတပတ်တွင်တွေကတော့ဒီလောက်ပါပဲရှင်။တောင် TV ကိုစောင့်မျှော်ကြည့်ရှုအားပေးတဲ့မိဘပြည်သူအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။မိဘပြည်သူအားလုံးစိတ်အချမ်းသာခြင်း၊ကိုယ်အချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်။